မင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းတဲ့စကားလေးကတော့မတူညီတဲ့အလှတရားကိုစီနဲ့တရုတ်ဂျပန်ဂျာမန်ကစော်သုံးွေခေါ်ပြီးရွှေရှားထွက်ခဲ့ကြတဲ့ဂျက်ကီရှန်ရဲ့အထူးကြဆုံးတဲ့အကောင်ဆုံးရုပ်ရှင် Operation Condor ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ဇလန်ဆာဂျက်ကီခေါ်အာရှသိမ်းငှက်ဆိုတဲ့ယတနာရှာဖွေသူတယောက်ကပရမိုတာ CB လှည့်လည်သွားရင်ကိုတခုတည်းကိုရောက်တဲ့ချိန်မှာကြောက်စိမ့်တုံးတွေနဲ့ရုပ်ထုကြီးကိုတွေ့လိုက်ရတယ်ပထမဆုံးကြောက်စိမ့်တုံးကိုဖြုတ်ကြည့်ပြီးမှ အရှိတက်တက်မှာထိုင်နေတဲ့လူရိုင်းတွေကိုတွေ့လိုက်ရလို့ပြန်ထားမှုဟန်ပြင်လိုက်ပြီးမယ်ယူသွားလို့ရကြောင်းလက်ဟန်အမူအရာနဲ့လှုပ်ပြနေခဲ့တယ်။ဝမ်းသာသွားတဲ့ဂျက်ကီလည်းရှိသမျှယတနာတွေအကုန်လိုက်ဖြုံနေတာတော့ထိုင်ကြည့်နေတဲ့လူတွေကရေလေးထဲတောင်းပြီးတော့မှဘူးရှူဝါတွေထားလုံနေလို့အုပ်စုလိုက်ကြီးထက်ရောက်လာကြတယ်။ယတနာတွေယူသွားတာကပြဿနာမရှိပေမဲ့သူတို့ရဲ့ရေစင်ကိုတောင်းမိလိုက်တဲ့လူကတော့အရိုင်းမတွေနဲ့နှစ်ပါးသွားပေးရမယ်ဆိုလို့ဂျက်ကီလည်းနောက်ကျတဲ့ခြေတော်တစ္ဆာပေါက်ဆိုပြီးထွက်ပြေးလာခဲ့လိုက်တော့တယ်။ ခြေထောက်နဲ့ပြေးလို့မလွတ်နိုင်တော့ဖြတ်ထိုးညံတဲ့လျင်မြန်ဖြတ်လက်မှုတွေကိုအတုံးချပြီးဘောလုံးထဲဝင်စီလာလိုက်လို့လူရိုင်းကောင်းစိတ်နှံပြားတွေရန်ကနေလွတ်သွားပြီမဲ့ရတနာကထွက်ကြကြံရခဲ့တယ်။အားလေးရလေးကို AC အနားယူနေတဲ့အချိန်ကျမှ UNM Scarpio C ကစေခေါ်စာရောက်လာလို့စပိန်ကိုခရီးဆက်ရင်းမက်ထရစ်မြို့ထဲမှာရှောက်ပတ်ကြည့်နေခဲ့တယ်။အာဖရိကရိုးရာအယုတ်တွေရောက်နေတဲ့ဂျပန်မာလီကအကူအညီတောင်းလို့ဆိုင်ဆောင်ပေးနေတဲ့အချိန်မှာဖြူဖြူဖွေဖွေစန်တိုမာလီတယောက်ကဈေးလာဝယ်တော့ရန်တန်ရောက်ပေးလိုက်ရတယ်။ စံတုမနောက်ကိုလိုက်ချောင်းနေတဲ့လူနှစ်ယောက်ကလည်းချက်ကြီးလက်ထဲကပစံကိုတခြားတရွက်နဲ့လဲယူဖို့ကြိုးစားနေတော့အတင်းပြန်လိုက်လို့ရင်နှစ်ပိုင်းပြဲသွားလို့အယောပေးခဲ့လိုက်ရတယ်။ဂျပန်မာလေးပြန်ရောက်လာတော့မှပြဲသွားတဲ့ပစံတစ်ပိုင်းနဲ့အယောရထသမားတွေအကုန်ပေးပြီးအချက်ပေးတံပြေးလာလို့ကားစီပြန်လာတဲ့အချိန်မှာအတင်းကားစရာလူတွေနဲ့တွေ့တော့တပွဲတလန့်အကဲဆန်းလိုက်ရတယ်။နောက်မှစကာပီယိုခေါ်ခိုင်းလိုက်တဲ့လူတွေမှတီးလိုက်ရလို့ခြားတာခဏရက်ပြီးလိုက်သွားကြည့်တဲ့အချိန်မှာဒုတိယကမ္ဘာစစ်တော်ကအာဖရိကမှာရွာလည်နေတဲ့ ဂျာမန်စစ်ဗိုလ်ဟန်စ်အကြောင်းကိုသိလိုက်ရတယ်။ဟန်စ်ဥဆောင်တဲ့တပ်စုကရွှေတန်ချိန်140လောက်ကိုဆာဟာရာတဲကန်ဒါရအောင်မှာလိုဝက်စကန်တစ်ခုစောက်ပြီးဖွဲ့ထားခဲ့တာတွေကိုပြန်ရှာဖို့ UN ကတာဝန်ပေးထားကြောင်းရှင်းပြလိုက်တယ်။ကန္နာယားမှာလမ်းပြပေးမဲ့သူကအီဒါဆိုတဲ့တရုတ်မျိုးသမီးတစ်ယောက်ဖြစ်နေလို့အလုပ်တူတူတွဲလို့ရမှာကိုတော့တိတ်ပဝင်မကြပါပဲ။လူကိုတော့တော်တော်လေးသဘောကျနေခဲ့တယ်။ဆာဟာရာနဲ့ပတ်သက်တဲ့ဆောင်ရန်ရှောင်ရန်တွေရှင်းပြနေပေမယ့်ဂျက်ကီကတော့ဂီယုံဆိုင်ပဲ။ ဂျာမန်တွေနဲ့ပတ်သက်သမျှကိုသူဘာသာစုံစမ်းရင်းဟန်စီရဲ့မျိုးဆက်ကြံနေတဲ့ကြောင်းသိလိုက်ရတယ်။အဲဆာဆိုရင်ဟန်စီရဲ့မြေးမလေးအိမ်နဲ့ခိုးဝင်ပြီးအချက်လက်တွေလိုက်ရှာနေတဲ့အချိန်မှာရွှေကန်ကရေရှမ်းခြင်းလို့အမြန်ပြန်လာရှာတယ်။အမျိုးသမီးကိုကြည့်လိုက်မှသူ့စီမှာဈေးဝယ်ခဲ့ပြီးတဲ့စံတုံးမှဖြစ်နေခဲ့တယ်။ဘေးစင်ရောက်ဝင်ပုံရင်လူမြောက်ဖို့စူးစမ်းနေတဲ့အချိန်မှာအဲဆာနော်တကောက်ကောက်လိုက်ချောင်းနေတဲ့အရက်ကောင်တွေပါထက်ရောက်လာလို့ဂျက်ကီလည်းဝေကယ်ပေးလိုက်ရတယ်။တနက်နေ့အချိန်ခံထားရတော့ကြံရမရတဲ့အဆုံးမှာ အစရဲ့အောက်ရှိတွေရှိုးခိုင်းပြီးအလေးဝင်ချလိုက်မှဂျက်ကီလက်ထဲတနက်ပြန်ရောက်လာတော့အာရက်ကောင်တွေလည်းမချေမနှက်နဲ့ပြန်ထွက်သွားခဲ့ကြတယ်။စကာပီယိုရိုပေးထားတယ်။တော့ရဲ့အခြေအနေကိုသိချင်းလို့ဆရာတယောက်စီသွားပြကြည့်တော့မှလိုဝတ်နန်နေပြီးဤပညာမြင်မာတဲ့တော့ကလောက်ပုံစံနဲ့ဖွင့်လို့ရမယ့်နီလာတချို့ကိုတီးလိုက်ရတယ်။အပြင်ပြန်ထွက်လာတဲ့အချိန်မှာတော့တနက်ပြပြီးတော့တောင်းနေလို့2 in 1ကိုနိုင်အောင်ပြင်ခဲလိုက်ပြီးမဲ့ကားရီနဲ့ထက်ရောက်လာတဲ့လူတအုပ်ကြောင့်အသေးစားထွက်ပြေးလိုက်ရတယ်။ဒီဒီ200အားလေးနဲ့ ူစီကားတဲ့လမ်းမတွေပေါ်မှာခွေပတ်ရှောင်းမောင်းနေရတယ်လို့သူတို့နဲ့တွေ့တဲ့လူတိုင်းကလည်းဘေးလွတ်ရာခုံပြန်ကျော်လွှားရင်မက်ထရစ်မြို့ကြီးလည်းအော်အော်တောင်းတင်းတွေဖြစ်သွားခဲ့တယ်။ဂျက်ကီကလည်းပြေးရင်လွှားရင်ကြားတဲ့ကတော့လမ်းအလေရောက်နေတဲ့ကလေးတယောက်အတက်ကိုရအောင်ကဲပေးခဲ့ပြီးကားသမားတွေလက်ကနေလွတ်အောင်ထွက်ပြေးနိုင်ခဲ့တယ်။ရွှေရှာထပ်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာဂျက်ကီရိုးစီကိုအဲဆာဘာရောက်လာပြီးသူ့အဖိုးရဲ့ပျောက်ဆုံးမှုကိုစုံစမ်းဖော်ထုတ်ခြင်းလို့ခရီးစဉ်မှာလိုက်ပါခွင့်တောင်းနေတော့အေးဒါလည်းမဖြစ်နိုင်ကြောင်းဝင်တားလိုက်တယ်။ စကာပီယိုကိုရိုင်းဝင်ထောက်ခံပေးမှအေဒါလည်းမငင်းတာပဲလက်ခံပေးလိုက်ရလို့မချီမနှက်တွေနဲ့ခရီးစဉ်တစ်ခုကိုစတင်လာကြရင်လမ်းရောက်မှာတဖြည်းဖြည်းနဲ့အဆင်ပြေသွားခဲ့ကြတယ်ပျော်ရွှင်စရာတွေကြုံလိုက်ဒုက္ခတွေကြုံလိုက်နဲ့တမျိုးဝင်တမျိုးထွက်ခရီးဆက်ရင်ဆာဟာရာကိုရောက်တဲ့ချိန်မှာတော့အင်စာနဲ့အေဒါရဲ့ပြဿနာကတစ်ကန်းပြန်ထလာခဲ့တယ်တရုတ်မနဲ့ဂျာမန်မှချာမှာပြန်များနေရတဲ့ချက်ကြီးလဲအမျိုးမျိုးဖြောင်းပြပေးနေပေမယ်မပြေလဲမဲ့အပြင်အခန်းတွေထဲမှာဝင်မွေခံထားရလို့တယောက်ကိုတယောက်ပိုပြီးအထင်လွဲသွားကြတယ် ကြက်ကြီးလည်းတခန်းဝင်တခန်းထွက်နဲ့လိုက်ညိနိုင်ပေရင်အပေါ်ကိုဖတ်တတ်ဖို့ကြိုးစားနေတဲ့အရန္တကောင်ကိုမြင်လိုက်ရလို့အီဒါအခန်းပြန်လာတဲ့အချိန်မှာတကားအဖြက်ခံတာရတော့ကိုတတိထားမိလိုက်တယ်။ဘာမှမသိရှာတဲ့အီဒါကတော့နှိမ့်တော်မြင့်တော်တင်မဆုံကိုလှုပ်လှုပ်ပြီးရေချိုးရင်လူအရေးတစ်ခုကိုတွေးလိုက်ရမှာမိတွေအမြန်ပိတ်လိုက်တဲ့အချိန်မှာခိုးကြောင့်ခိုးဝဲဝင်လာတဲ့ကြက်ကြီးကိုလူမပြီးရိုက်ပြစ်လိုက်တယ်။မိပြန်ဖွင့်လိုက်တော့မှငနေနှစ်ကောင်ကတနက်နေ့ချင်းပြီးတော်တောင်းနေတော့မှဇီလာရောက်တဲ့ဟိုတယ်ပိုင်ရှင်ကြောင့်တကားနာဝင်ပုံရင်အီဒါကို အမြန်မောင်းထုတ်ခိုင်းလိုက်တယ်။ marketing scale ကောင်းလို့နဲ့ဟိုတယ်ပိုင်ရှင်ကလည်းအဆင်တင်ဖြစ်နေတဲ့အေဒါပုံစံကြောင့်အကာအကွယ်လိုတော့မယ်ဆိုတာချက်ချင်းသဘောပေါက်ပြီးခမောက်တွေအတင်းထိုးရောက်နေတော့ဂျားတွေကတနတ်သမားတွေပဲပတ်ဆက်ဆိုင်ပြီးလဲရတယ်။အင်စာကပါထဲရောက်လာလို့ခမောက်တထောင်ထောင်လုပ်ပြီးအတင်းမောင်းထုတ်နေတဲ့ဂျားကဝင်းမဲတကယ်ကလေးလုံနေတော့မျက်နှာတွေရှုံ့မဲ့ပြလိုက်မှာမယုံတင်ကနဲ့ပြန်လှည့်သွားတော့တယ်။အထဲမှာကြံခဲ့တဲ့ချက်ကြီးကလည်းကောင်းကောင်းကြီးအထူထောင်းခံနေရလို့အေဒါဘတ်လမ်းကြောင်းလွှဲပြီးအလေးဝင်ချရင် ဝုံတိုင်းကျဲနေတာကိုခမောက်ရောင်းခဲ့တဲ့ငနေကလည်းသူ့အတွေးနဲ့အတူသဘောရီကြာနေခဲ့တယ်။ချက်ကြီးလက်ထဲတနက်ရောက်မှစပွဲတို့ရအောင်ဆောင်ပြီးဝင်လာတဲ့အေစာကြောင့်တကားနဲ့ဆောင်းမိပြီးပြန်ပါသွားလို့အဖမ်းခံရကဏီမှအုပ်ဆောင်းအောင်မှဖွက်တယ်လာတယ်တနက်ကိုပြပေးလိုက်တယ်။ချက်ကြီးလည်းအမြန်လှုပ်ရှားပြီးတနက်နဲ့ချိန်ထားနိုင်ပေမဲ့ခလုံးမှာကန်နေတဲ့တိတ်တွေကခွာမရလို့လက်နဲ့ချလိုက်ရတော့မှအေစာလည်းသူတို့ကလုခဲ့တဲ့အကွက်တွေပြန်သုံးခိုင်းလိုက်တယ်။အီတာရဲ့အလှတရားတွေမှာခဏတာမျောပသွားတဲ့ချက်ကြီးကြောင့် အလုံးမဖြစ်တော့တပတ်လေးကမကရန်ပြန်ကောင်းရင်အပြင်မှာလှုပ်ရှားနေတဲ့အရက်နှစ်ကောင်နဲ့ရန်တိုက်ပေးလိုက်တယ်။ချက်ကြီးရဲ့လင်မြန်ဖြက်လက်မှုတွေကိုအတုံးချနေတဲ့အချိန်မှာတော့ယူပြေးသွားတဲ့အေဒါကလည်းလမ်းရောက်မှာအဝေလဲဖို့စီစဉ်ထားပေမဲ့အနေတွေကအပြင်ထိလိုက်လာတော့ဟိုတယ်ထဲမှာပတ်ပြေးနေခဲ့ရတယ်။တော့ကအမိုးပေါ်တင်းနေလို့ချက်ကြီးစိတ်ကောက်နေတဲ့အချိန်မှာအတန်တန်တားနေတဲ့ကြားကအေဒါကပါထပ်ဆင်းလာလို့အေစာလဲဆွေးမိဆဲရလန့်ဆွဲရင်တပတ်ကြွကြံခဲ့တော့တယ်။ အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးဈေးရောက်မှုချောင်းနေတဲ့ဟိုတယ်ပိုင်းရှိကလည်းအစလက်တဲ့တနက်ထည့်ပေးလိုက်လို့ရှိသမျှလူတွေအားလုံးလည်းပေးလို့ရအမြန်ရှောင်ပုန်းကြရသလိုငနေနှကောင်းလည်းထွက်ပြေးသွားကြရတော့တယ်ဟိုတယ်တစ်ခုလုံးလည်းရတရမရှိအောင်စုပ်ပြတ်ပြီးအပေါ်ပလာကျင်းနေတဲ့အေဒါကလည်းဂျက်ကြီးအင်ကြီးတွေမှဝင်ပေါ်ရင်နှစ်ခုတစ်စိတ်ဘဝမှာကြောသားရင်သားမခွဲကြပဲစီးလုံးညီညွတ်လိုက်ကြတယ်နောက်နေ့မှခရီးဆက်ထွက်လာကြရင်ဈေးကူရောင်းပေးခဲ့ရတယ်ဂျပန်မာလေးမုံမုံကိုနဲ့ပြဆုပ်ပြီး တေချင်းတရားရဲ့အတိပဲကိုလိုက်ရှာရင်ကန္တာရရဲရောက်နေကြောင်းသိလိုက်ရတယ်။ညာဘက်စခန်းချတဲ့အချိန်မှာတော့ကန္တာရဓမြတွေရောက်လာပြီးအီတာနဲ့အေဆာကိုဖမ်းသွားလို့ညံကောင်းလို့ကြံခဲ့တဲ့ဂျက်ကီနဲ့မြေကြီးတဲ့ဝင်အိတ်နေတဲ့မိုမိုကိုရိုနှစ်ယောက်ပဲကြံခဲ့တော့တယ်။လေးလံတီးပြီးအပြင်းခံရလို့စစ်စစ်မှာမိုမိုကိုရဲ့အကူအညီနဲ့ခက်ခက်ခဲခဲကဲထုတ်လာနိုင်ပြီမယ်။စခန်းမှာကြံခဲ့တဲ့လူတွေကတော့တနတ်သမားတွေလက်ချက်ကြောင့်အလုံးအသက်ခံလိုက်ရတယ်။အရက်နှစ်ကောင်းနဲ့တွေ့ပြီးအဖမ်းခံလိုက်ရတဲ့ဂျက်ကီတို့ကလည်းအင်ကြီးထဲမှာဖွက်တယ်လာတယ်ရေတပူကြောင့် မချော၃ယောက်ကိုတယောက်ကြာမှာမခွဲနိုင်မခွာရက်တွေဖြစ်နေကြကြတယ်။ကောင်ကိုတို့ခုပေါ်ရောက်တော့မှအရန်တကောင်ကိုကန်ချပြီးစကန်ကိုပြန်လာကြတဲ့အချိန်မှာအသက်ခံထားရတဲ့အလောင်းတွေကိုတေချာတကြိုပေးရင်ရွှေတွေရှိနိုင်မယ့်နေရာကိုခံမမိသွားခဲ့ကြတယ်။အစအဖိုးရဲ့ဓာတ်ပုံတွေကဒီနေရာကိုလမ်းပြပေးခဲ့တဲ့မိုးမိုးကိုကတော့တယောက်တည်းခရီးဆက်ထွက်သွားလို့ရှေးဟောင်းဖះအကြောင်းတွေတဲကိုဂျန်နဲ့၃ယောက်ပဲဆက်ဝင်သွားခဲ့တယ်။ရက်ဆက်ကြံကြုတ်တဲ့မျိုးနဲ့ဆူရီနဲ့တို့လို့ပြေးကြလွှားကြရင်ကြောင်ပိမိသွားတဲ့အချိန်မှာ လတ်စကေးပြလိုက်တဲ့ဂျက်ကီကြောင့်အနောက်ကလိုက်လာတဲ့လူတွေလည်းကောက်ခါငင်ကထကာကုန်ကြတယ်။သူတို့ရဲ့စိတ်ထဲမှာတော့မိဖွဲတဲ့အကလို့ထင်ပြီးသုံးယောက်သားလိုက်ကနေတဲ့အချိန်မှာတဖြည်းဖြည်းလူတွေများလာတော့မှစေကျွေးကြော်နေမှသိလိုက်ရလို့ထပ်ပြီးထွက်ပြေးရင်ရေရောက်ကြုံကြသွားခဲ့တယ်။အထဲမှာရှောက်ပတ်ကြည့်ရင်သူတို့ရှာနေတဲ့လိုဝက်စကန်ဆိုတာနဲ့အင်းစအဖိုးရဲ့အလောင်းကိုပါတွေ့လိုက်ရလို့တေချာစစ်စိတ်ကြည့်လိုက်တော့မှနောက်ကျောကဓာတန်ရနဲ့လုံးချံခံထားရမှသိလိုက်ရတယ်။ပေါင်းပြီးကြားတဲ့ကစာအုပ်တုပ်အုပ်တွေလို့ထပ်ဖက်ကြည့်လိုက်တော့မှ တပ်သားတွေအားလုံးကိုအစိတ်ခံပြီးတတ်ခဲ့ကြောင်းနဲ့လှုပ်ဝက်ကုတ်ကအေစာအမေရဲ့မွေးနေ့ဆိုတာကိုသိလိုက်ရတယ်။လမ်းမှာအဖမ်းခံလိုက်ရတယ်။မိုမိုကိုရဲ့အကူအညီကြောင့်ဟန့်စ်ကိုလှုပ်ကြံပြီးတူဦးတဲ့သောအသက်ရှင်ကြံခဲ့တဲ့ဂျာမန်တပ်သားဟောင်းကြီးအတော်နဲ့သူရဲ့ကြီးသားစစ်သားတွေပါထက်ရောက်လာခဲ့ကြတယ်။စကန်တစ်ခုလုံးရဲ့ဖွဲ့စည်းပုံတွေကိုသိနေတဲ့အတော်ရဲ့ခိုင်းစေချက်အတိုင်းရှေးကသွားနေရတဲ့ဂျက်ကီလည်းလစ်တဲ့အချိန်ခဏလေးအတွင်းမှာတနတ်သမားတွေလက်ကနေလိုအောင်ထွက်ပြေးနိုင်ခဲ့ကြတယ်။မမမဲမဲမှာ အသေးသာလိုက်ရှာနေကြလို့ဤဆက်ရှိတဲ့နေရာကိုအထောက်လမ်းညော်ပေးလိုက်မှာစကန်တစ်ခုလုံးလင်းထိတ်သွားတော့ဂျက်ကီတို့လေးယောက်လည်းအထူထောင်းခံပြီးထပ်အဖမ်းခံလိုက်ရတယ်။ဂျက်ကီစီကတော့တောင်းပြီးတကားဖွင့်ဖို့ကြိုးစားခဲ့တဲ့ငနေနှစ်ကောင်ကတော့တိုးဝက်ကုတ်တွေမှလည်းမိလိုက်လို့မျက်နှာချက်ကထွာလာတယ်။တနတ်ပုံးတွေကြောင့်မသားပုတ်သွားခဲ့ကြတယ်။ဂျက်ကီတို့ကိုယ်တိုင်ဖွင့်ခိုင်းလိုက်တော့မှလေးယောက်သားကြောက်ကြောက်နဲ့အနားကပ်သွားပြီးအေစာပြောတဲ့နံပါတ်ကမှနေလို့ဟန်စီရဲ့ဆွဲကြိုးလေးထုတ်ကြည့်လိုက်မှတိုးဝက်ကုတ်အမှန်ကို တည်သွားခဲ့ကြတယ်။လက်တုပ်ခြေတုံနဲ့ရန်တန်လှရင်တကယ်ဖွင့်သွားတော့မှရွှေချောင်းပေါင်းများစွာကြားမှာကျေးစာငနေတွေကပုံပြီးပြောင်းမျိုးနေလို့အတော်ကိုတစ္ဆာဖောက်တော့မယ်ဆိုတာတက်တည်ပြပေးလိုက်တယ်။ရွှေတန်ချိန်140အတွက်ဘာကုံမကေယုမဆိုင်တော့တဲ့ကျေးစာစစ်သားတွေကလည်းဂျက်ကီတယောက်တည်းခေါ်ပြီးနောက်ထပ်ရွှေချောင်းတွေရှိနိုင်မယ့်နေရာကိုလိုက်ရှာနေတဲ့အချိန်မှာအတော်ကတကားတွေပိတ်ချပြလိုက်တယ်။လေခွင်းရဆန်သက်ခန်းထဲမှာကျေးစာနှက်ကောင်နဲ့ပိတ်မိသွားတယ်။ဂျက်ကီကလည်းတနတ်မပါလက်ပလာနဲ့ခံချနေတော့မှ ထိန်းချုပ်ခံတဲ့ရောက်လာတဲ့အေတာတို့ကတော့မိဖွင့်ဖို့ကြိုးစားနေကြတယ်။ဂျုံရကလုပ်တွေရှောင်းနေရင်ဘန်ကာရီဘာထားလေလာလို့ချားနေတဲ့၃ယောက်လုံးနဲ့လီဘော်တွေပြန်ဝဲပြီးနေရံတွေပြေးကပ်ကုန်တော့မှပြန်ပိတ်ဖို့နီလန်တွေထတ်ရှာကြည့်လိုက်ကြတယ်။နှိတ်ခဲတဲ့ကလုပ်တွေကအယံများလို့မုန်းလိုက်ဆုတ်လိုက်ဖြစ်နေတဲ့ဂျက်ကီတို့ကိုကြည့်ရင်ကြံရမရတဲ့အဆုံးမှာအရေးပေါ်ကလုပ်တွေကိုထုခွဲပြေးလိုက်မှဘန်ကာရီအလုံးနဲ့ရက်သွားတော့တယ်။ထိန်းချုပ်ခံတဲ့ကိုအတော်ရောက်လာတော့မှသူတို့ထုခွဲပြေးလိုက်တဲ့ကလုပ်တွေကမိနစ်30အတွင်းမှာ စကန်းတစ်ခုလုံးကိုဖျက်ဆီးပြင်မယ်ခလုတ်တွေမှတီးလိုက်ရလို့အားလုံးလဲလန့်ဖြတ်သွားခဲ့ကြတယ်ကြီးစားနှစ်ကောင်ကိုအရင်ဖယ်ထုတ်ပြီးအတော်ကိုရိုင်းကတော့သူ့ရဲ့မိစေဟောင်းလေးနဲ့ပဲဒီချန်ခဲဖို့ဆုံးဖြတ်ထားလို့ဂျက်ကီတို့၄ယောက်ကိုအပေါ်ရောက်အောင်ကူညီပေးလိုက်တော့တယ်ရွှေချောင်းတွေကိုတပိုင်းတနိုင်တဲဖို့ကြိုးစားခဲ့ကြပေမဲ့ပြင်းထန်တဲ့လေတိုက်နှုံးတွေကြားမှာအသက်ကိုယ်တော်ဖန်နဲ့ထုတ်ထားရလို့ရက်ပါလာတဲ့ရွှေချောင်းလေးတစ်ချောင်းကိုကြည့်ရင်တံဝေကားတွေရသွားခဲ့ကြတယ်အရက်နှစ်ကောင်နဲ့ထပ်တွေ့တော့ပါလာတဲ့ရွှေချောင်းလေးတစ်ချောင်းကိုယူသွားခိုင်းလိုက်ပေမဲ့ ရေပဲတောက်ချင်နေကြလို့ခန္ဓာရဆရာမကြီးအေဒါအာကိုနဲ့ကမ္မမြေလမ်းမမြေရှောက်လာကြရင်ဇာလန်းလေးလည်းပြီးဆုံးသွားပါပြီဒီဇာကားလေးမှာပေးချင်တဲ့ message ကတော့ဟောင်ကောင်ရုပ်ရှင်တပိုင်းမှာစံချိန်တင်အကုန်ကြအများဆုံးနဲ့စတက်အစစ်တွေကြီးတုံးပြီးဂျက်ကီရှာလည်းနိုင်ရိုးကျိုးသွားခဲ့တည်တယ်ဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ